Donbass ဒေသမှာရှိတဲ့ Ukraine တပ်တွေကိုရုရှားကနောက်ကျောဘက်ကဝန်တိုက်လို့ Ukraine ဘက်ကတက်ပြတ်သွားတယ်လို့သိရပါတယ်။ Clear တပြတ်ထိုးစင်းတဲ့ Ukraine ဘက်ကသိမ်းယူထားတဲ့ Russia နဲ့ဇက်ဒေသကတချို့နယ်မြေတွေကိုပြန်သိမ်းနိုင်ခဲ့တယ်လို့ Russia ဘက်ကထုတ်ပြန်ပါတယ်။ Russia တပ်တွေဟာအရင်ကဥရောပကိုတမွေပို့တဲ့နေရာမှာတုံးခဲ့တဲ့ pipeline တွေကနေ9မိုင်လောက်လမ်းလျှောက်ပြီးတော့ Ukraine တပ်တွေကိုအနောက်ကနေမထင်မပဲဝန်တိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ pipeline ကနေပြီးတော့တက်လာတဲ့ Russia တပ်တွေကို ယူကရိန်းတပ်တွေကလုံးဝသတိမထားမိခဲ့ဘူးဆိုပါတယ်ရုရှားတပ်တွေဟာပိုင်လန်နဲ့မှရက်နဲ့ချီနေပြီးတော့မှစူဂျာမြို့အနီးမှာယူကရိန်းတပ်တွေကိုနောက်ကနေဝန်တိုက်ခဲ့တာဆိုပါတယ်ရုရှားဘက်ကထုတ်ပြန်တဲ့ပုံတွေမှာထူးတက်ဖွဲ့တွေကတန်းငွေကမြင်းနဲ့ဖုံးတွေတက်ပြီးပိုင်လိုင်းကြီးတွေကသွာလာနေပုံတွေပါပါတယ်။ပိုင်လိုင်းကိုသုံးပြီးတိုက်တာမှန်တယ်လို့ယူကရိန်းစစ်ရုံးကတော့တည်ပြပါတယ်။ဒါပေမဲ့အချိန်မီသတိပြုမိပြီးတော့နောက်ကဝင်လာတဲ့တပ်တွေကိုရော့ကတ်တွေအမြောက်တွေနဲ့တုံ့ပြန်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ဒီစစ်ပွဲမှာရှုံးနေခဲ့တယ်လို့ယူကရိန်းဘက်ကတော့ပြောခြင်းမရှိပါဘူးရုရှားကျူးကျော်တိုက်ခိုက်ခြင်းခံရတဲ့ယူကရိန်းဟာပြီးခဲ့တဲ့အောက်တိုဘာလမှာရုရှားကတ်စတေတာကိုတံမြန်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်ဒါဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းရုရှားနဲ့မျိုးကိုပထမဆုံးကျူးကျော်တာလည်းဖြစ်ပါတယ်ဂျပန်နဲ့ယူကရိန်းတရဟာစတရန်ကီလိုမီတာ1000ကျော်သိမ်းပိုက်နိုင်ခဲ့ပါတယ်။မဟာဗျူဟာကျတဲ့နယ်စပ်မြို့စူချာကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ရုရှားစစ်အကြီးအကဲရာချီဖမ်းနိုင်ခဲ့ပါတယ်။ ဒီစစ်စင်ရနော်အခါမှာငွေကြေးရေးဆွေးနွေးဖို့တင်ထားတဲ့နေမြချင်းဖလှယ်လို့ရအောင်ရှင်းရွေးခဲ့တာဖြစ်ပါလေဒါပေမဲ့လာလချေကြလာချင်းမှာတော့ gas data ကယူကရိန်းတက်တွေကိုရုရှားကမဟာမိတ်ရောကိုရီးယားတက်တွေပါတုံးပြီးကြီးကြပ်တက်ခဲ့တာပါနောက်ပိုင်းမှာယူကရိန်းစစ်သည်ဟာဝိုင်းခံရမယ့် NDA နဲ့ပါရင်ဆိုင်နေရတယ်လို့စစ်မြေပြင် ပုံတွေရသိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်မရိကန်တမအင်ဖီရိုနီမှာပြစ်ခတ်မှုဖြစ်ခဲ့ပြီးရဲတပ်ဖွဲ့ကတော့စုံစမ်းစစ်ဆေးနေတယ်လို့ဆိုပါတယ် သမားကိုလုတ်တယ်မလို့ထင်ယူစားခဲ့တဲ့ပြစ်ခတ်မှုမနေ့ကဖြစ်ခဲ့ပါလေ။သမားအင်ဂျီရိုနီထူးလွန်သူရင်တစ်ဖက်စစ်ခရက်စာဘက်ကအမျိုးသားတို့ကိုတင်းနှင်းကုနေနေမှာဖြစ်ခဲ့တဲ့ကိစ္စကိုဝါရှင်တန်ရဲ့တစ်ဖက်ကအစုံစမ်းစစ်ဆေးနေပါလေ။အသေးခံဖို့ရည်ရထားပုံရသူတို့ဟာအင်ဒီယားနာပြည်နယ်ကနေဝါရှင်တန်ကိုတွားရောက်ွက်ရှိကြောင်းပြစ်ခတ်မှုတိုင်ငင်တရမှာရဲတပ်ဖွဲ့ကတရင်ပေးထားကြောင်းလည်းစစ်ခရက်စာဘက်ကဆိုပါလေ။ရဲတပ်ဖွဲ့တရင်ချက်လက်နဲ့ကန်ညီသူရဲ့ကားကိုအထူးလွန်သူတွေကတွေ့ရှိခဲ့တယ်လို့အင်ဂျီရိုနီလက်လျှောက်လာတာတွေ့ရပါလေ။ လုံခြုံရေးတပ်တွေအနည်းကိုချင်းတက်ချိန်မှာတော့အဲ့ဒီလူဟာတလက်ထုတ်ပြီးထိတ်တက်ရင်ဆိုင်ဖို့လုပ်တာကြောင့်ပြစ်ခတ်ခဲ့ရတယ်လို့ secret service ဖွဲ့ကပြောပါတယ်ပြစ်ခတ်ခံရတဲ့သူဟာစေယုတ်ကိုပို့လိုက်ပြီးလက်ရှိမှာတော့သူ့ကိုလုံခြုံရေးအဆောင်အချက်ထုတ်လဲစွာခြောက်ထားတယ်လို့ဆိုပါတယ်ဘယ်သူပဲပါလဲဆိုတော့တော့ honor body ကထုတ်ဖော်ပြောခြင်းမရှိပါဘူးလုံခြုံရေးတပ်ဖွဲ့ဝင်ထိခိုက်မှုမရှိဘူးလို့တော့ဆိုပါတယ်ပြစ်ခတ်မှုဖြစ်ချိန်မှာတမလားထရန့်ဟာအင်ဖီရိုမှာမရှိပဲဖလော်ရီဒါမှာရောက်နေတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းပေါက်ပြောခြင်းပါတယ် အမေရိကန်ရဲ့ဆွေးနွေးပွဲတွေမတိုင်ခင်ဇီလန်စကီဟာဆော်ရီကိုရောက်ရှိနေပြီလို့သိရပါတယ်။ယူကရိန်းသမ္မတဇီလန်စကီဟာမလ၁၀နေ့ကဆော်ရီကိုရောက်ရှိပြီးအင်ရှင်မင်သားမိုဟာမက်ဘင်ဆယ်မန်နဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ယူကရိန်းနဲ့အမေရိကန်အစိုးရအရာရှိတွေကရုရှားကျွတ်ဆက်ဆုံးတဲ့ဆွေးနွေးမှုမစတင်ခင်မှာပဲမရေမရာဖြစ်နေချိန်မှာဇလန်စကီရဲ့အခုခီးစဉ်ဖြစ်ပေါ်လာခဲ့တာပါ။တချင်ကယူကရိန်းရဲ့အဓိကမဟာမိတ်ဖြစ်ရည်တည်ပေးခဲ့တဲ့အမေရိကန်ဟာယူကရိန်းရုရှားပစ်ခတ်ရေးစေးချိုးပဲ့ပေမဲ့ ယူကရိန်းနဲ့စစ်ရေးကူညီနဲ့ထောင်လိုင်းရေးတရင်ချက်လက်မျှဝေမှုကိုဖျက်တောက်ခဲ့ပြီးမော်စကိုနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံနေပြီဖြစ်ပါတယ်။ဇလန်စကီကရုရှားကျူးကျော်စစ်နောက်ပိုင်းဖြန့်ဖြေးရေးကဏ္ဍတည်တည်မှာပါဝင်ခဲ့တဲ့ဆော်ဒီမင်းသားနဲ့တွေ့ဆုံဖို့ပြောင်းလဲထားပါတယ်။ဆော်ဒီယာအချင်းသောဖလေရေးပါဝင်ပြီးခဲ့တဲ့လကရုရှားနဲ့အမေရိကန်ကြားစစ်ဆက်ညှိနှိုင်းရေးတွေကိုအင်ရှင်ဖြစ်လက်ခံစီစဉ်ပေးခဲ့တာလည်းဖြစ်ပါတယ်။လောလောဆယ်အနေထားရဆော်ဒီယာဂျားတွေကနေပြီးတော့ ငွေရောက်ဆွေးနွေးနေတဲ့ပုံရပါလေအခုရုရှားယူကရိန်းစစ်ပွဲဆုံးသက်ရေးဆွေးနွေးဖို့ဆိုပြီးအမေရိကန်နိုင်ငံဂျာအီဝင်ဂျီမာကိုရူဘီယိုကလည်းဆော်ဒီကိုရောက်ရှိနေပါလေမာကိုရူဘီယိုဟာဆော်ဒီနိုင်ငံဂျာရာမျိုးကိုရောက်သွားပြီးသမရထရန်ဖီအားပေးတိုက်တွန်းနေတဲ့စစ်ပွဲဆုံးသက်ရေးဆွေးနွေးပွဲကိုတက်ရောက်ဖို့ရှိပါလေနိုင်ငံဂျာအီဝင်ဂျီမာကိုရူဘီယိုနဲ့တူအမေရိကန်မျိုးသားလူကြိုရေးချန်ပီယံဖို့ကိုမိုင်းဝါ့စ်လည်းလိုက်ပါသွားပြီးယူကရိန်းရာရှိနေတဲ့မနက်ဖြန်မှာဆွေးနွေးကြမှာဖြစ်ပါလေ ယူကရိန်းဘက်ကကိုယ်စားလှယ်ဖွဲ့ကိုယူကရိန်းသမ္မတဇလန်စကီရဲ့ဝန်ကြီးအရာရှိချုပ်အန်ဒရီယာမက်ကဦးဆောင်တက်ရောက်မှာဖြစ်ပါလေ။ဇလန်စကီရှိပေမဲ့ဇလန်စကီကိုယ်တိုင်ကတော့တက်ရောက်ဆွေးနွေးမှာလားမဆွေးနွေးဘူးလားဆိုတာမသိရပါဘူး။မကောဘီယိုဟာဆော်ဒီအရှိမင်သားဘိုဟာမက်ပင်ဆယ်မန်နဲ့တွေ့ဆုံပြီးဒေတာတွင်တူညီတဲ့အကျိုးစီးပွားတွေပို့ပြီးဥတွဲအကောင့်ထဲဖော်ပို့နေ American Sorry ဆက်ဆံရေးတုံးမျိုးဆင်းရဲမှာဖြစ်တယ်လို့ American နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။အင်္ဂါနေ့မှာကျွန်မရဲ့ဆင်းရဲဘက်ဟာ ငင်းချင်းသဘောတူညီချက်အတွက်မူပေါင်းလေချမှတ်ဖို့နဲ့ပြည်ခက်ရဲ့စည်ရေးအစာပြိုလှုပ်ဆောင်နိုင်မှုရည်ရွယ်တဲ့စနစ်ဘွယ်ဖြစ်တယ်လို့ American Air ရှိတွေကပြောထားပါတယ်။ယူကရိန်းသမ္မတဆီလန်စကီကိုရိုင်းလည်းစော်ဒီကိုရောက်ရှိနေပြီးစော်ဒီမင်းသားနဲ့တွေ့ဆုံမှုရှိပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ဥရောပတိုက်မှာနျူကလ িয়ার လက်နက်မျှဝေရေးအတွက်ပြင်သစ်ဖြစ်တဲ့နုနဲ့ဆွေးနွေးလိုတယ်လို့ဂျာမနီခေါင်းဆောင်အစ်ကပြောလာပါတယ်။ နျူကလ িয়ার လက်နက်တွေမျှော်ဝေသုံးဆွဲရတဲ့ပြင်သစ်ပြည်တွေနဲ့ဆွေးနွေးနေလို့ရတယ်လို့ဂျာမနီဒီပတီအသစ်ဖြစ်လာမဲ့ Frederick Ma ကပြောပါလိမ့်။ဒါပေမဲ့ဥရောပတိုက်အတွက် American ရဲ့နျူကလ িয়ার ကာကွယ်နေရာမှာအစားထိုးဖို့တော့မဟုတ်ဘူးလို့ဆိုပါလိမ့်။ဂျာမနီရဒုတိယကမ္ဘာစစ်မှာစစ်ရှုံးနိုင်ငံဖြစ်ခဲ့တဲ့အတိတ်ကကိစ္စကြောင့်နျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်စွမ်းရှိပေမဲ့မထုတ်ဖို့သဘောတူစာချုပ်တွေလက်မှတ်ရေးထိုးထားပါလိမ့်။ဒါပေမဲ့ NATO ဖွဲ့ရဲ့နျူကလ িয়ার လက်နက်မျှဝေစီမံတော့ပါဝင်ခွင့်ရနေပါလိမ့်။ အမေရိကန်နျူကလ িয়ার လက်နက်တချို့လည်းဂျာမနီမှာတက်ဆင်ထားပါတယ်။ဒါကြောင့်ဂျာမနီကကမ္ဘာမှာစီးပွားရေးအင်အားအရအမေရိကန်နဲ့တရုတ်ပြည်တတိယအင်အားအကြီးဆုံးဖြစ်တယ်လို့ဥရောပမှာဩဇာအကြီးဆုံးနိုင်ငံဖြစ်ပေမဲ့နျူလက်နက်နိုင်ငံတော့ဖြစ်မလာခဲ့တာပါ။တကယ်လို့သာစာချုပ်ကန့်သတ်မှုမရှိရင်ဂျာမနီကစောကြီးကလေးကနျူကလ িয়ার ပန်ဆိုင်တဲ့နိုင်ငံဖြစ်နေပါပဲ။ဥရောပမှာရုရှားနဲ့အတူပြည်တယ်ပြည်သူတို့ကနျူလက်နက်နိုင်ငံတွေဖြစ်ရည်တည်နေပါတယ်။ Frederick Marx ရဲ့ Conservative Party ပါတီဟာ Social Democrat Party နဲ့ညွန်ပေါင်းဆွေးနွေးဖွဲ့စည်းဖို့မူပေါင်းတွေသဘောတူထားပြီး Nuclear ကိစ္စပြောခဲ့တာဖြစ်ပါတယ်။ကျင်းပပြည်တွင်းတွင်း Nuclear လက်နက်တွေမျှဝေခြင်းအပြင်အရန်တားဖို့အားကောင်းလာမှာဖြစ်ပေမဲ့ American ရဲ့ Nuclear တိုင်းကိုဖြည့်ဆွတဲ့အမြင်မျိုးနဲ့သာဆောင်ရွက်မှာဖြစ်တယ်လို့ Frederick Marx ကဆိုပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ American ထိပါလှမ်းပြနိုင်တဲ့ nuclear ဒုံးကျည်ပါရင်းကိုသင်မတီဆောင်မှုကိုကင်ဂျွန်အန်ကထုတ်ဖော်ပြသလာပါတယ် မြောက်ကိုရီးယားနိုင်ငံတို့ပထမဆုံးသောနျူကလ িয়ার လောင်စာသုံးရေငုပ်သင်းပေါ်တည်ဆောက်နေတဲ့နေရာကိုကင်ဂျုံအန်တွားရောက်ဆစ်စီတဲ့တပ်ပုတ်မှတ်တမ်းတွေကိုမြောက်ကိုရီးယားနိုင်ငံပါမီဒီယာ KCN ကထုတ်ဖော်ပြသသွားပါတယ်။အဲ့ဒီမှတ်တမ်းတွေကိုကျွမ်းကျင်သူတွေကလေ့လာရမှာတော့ဒီရေငုပ်သင်းပေါ်ဟာတန်6000ကနေ8000အဆင့်ရှိရေငုပ်သင်းပေါ်ကြီးဖြစ်ပြီးနျူကလ িয়ার ထိပ်ပိုးတပ်ဖဲထင်းတပ်ချင်းပြတုံးကြီး10လုံးတင်ဆောင်နိုင်ဖို့ရှိကြောင်းနဲ့ဒီတုံးကြီးနဲ့အမေရိကန်ပါဝင်နောက်နိုင်ငံတွေကိုပြစ်ခတ်နိုင်စွမ်းရှိပါတယ်။ ကစီအနေတည်းဖော်ပြခြင်းမှာရင်ငုံသိမောအကြောင်းအသေးစိတ်ဖော်ပြခြင်းရှိပေမဲ့ကင်ဂျွန်ရဲ့အဘော်ဖြစ်တဲ့ရေချောင်းစင်ရင်အားမြင့်တင်တိုးချင်မှုရဲ့ပြရုပ်ဖြစ်တယ်လို့ပြောပါတယ်။နိုင်ငံရဲ့ရည်မှန်းချက်များထဲမှာတစ်ခုသောအောင်မြင်မှုဒီပွင့်ဖြင့်နိုင်ငံရဲ့ပထမဆုံးနျူကလ িয়ার လောင်စာသောရင်ငုံသိမောကြီးတိဆောက်ပြီးစီးနိုင်တော့မယ်လို့ဖော်ပြနေပါတယ်။တောင်ကိုရီးယားရင်ငုံသိမောဆိုင်ရာကျွမ်းကျင်သူတွေကတော့မြောက်ကိုရီးယားရဲ့နျူကလ িয়ার တင်နိုင်တဲ့ ဒီပေထိန်တုံးလေးပါရေကုန်သင်းမိုးတွေဟာအဓိကအနေနဲ့အမေရိကန်နဲ့တောင်ကိုရီးယားကိုချင်းချောက်မှုဖြစ်ကြောင်းသုံးသပ်ပါတယ်။ကိုရီးယားကျွန်းနယ်ပေါ်အမေရိကန်နဲ့တောင်ကိုရီးယားတို့နှစ်ဆင်ချင်းမနေကြ Freedom Ship ပူပေါင်းစီလေဂျီမှုစတင်တော့မှာဖြစ်ပြီးဒီလေဂျီမှုမတန်ခင်ကေဂျော်ဘက်ကနေမဟာဗျူဟာမြောက်ရေကုန်သင်းမိုးတည်ဆောက်မှုကိုစတင်အသိပေးလာတာလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။မူရစ်တန်တရားရှိတဲ့အကျဉ်းသားဥကောင်းကိုပလတ်စတစ်နဲ့ စွပ်ပြီးတော့နှိမ့်ဆက်တက်ဖြတ်ခဲ့တဲ့ထိုင်းရင်မူကြီးဟာသူကိုယ်တိုင်ထောင်ထဲမှာကျိုးဆွဲချအဆုံးစီရင်သွားတယ်လို့ဆိုပါလေဂျိုးဖာရာရီလိုလူသိများတဲ့ထိုင်းရင်မူကြီးဟောင်းစီတီဇန်အန်တနာဖွန်ဟာမလောက်ခုနှစ်ရညပိုင်းမှာအကျဉ်းတောင်ခံတဲ့ကိုကိုကိုကျိုးဆွဲချတက်တည်သွားခဲ့တာဖြစ်ပါလေထိုင်းချင်းဦးစီဌာနကမရှိရနေတဲ့ကခါလောင်ပရန်ဘဟုကျင်းတော်ထဲမှာကျင်းသားတို့ည၈:၅၀မိနစ်မှာတည်ဆုံးကြောင်းအတည်ပြုချက်ထုတ်ပြန်ပါတယ် အဲ့ဒီကျင်းသားဟာတက်တက်တကြုံကျင်းချခံရပြီးခုမှ ထောင်တန်း36နဲ့73ရက်တာကြာခံရသေးတဲ့ရဲမှုကြီးအောင်တီတီဆန်ဖြစ်ကြောင်းကြေညာပါတယ်အသက်32နှစ်ရှိပြီဖြစ်တဲ့တီတီဆန်ရဲ့ရတဲ့ဖွဲ့ဝင်9ဦးဟာ2021ဩဂုတ်လရဲ့နေ့ကလောင်ခွန်ဆာဝန်ရဲစခန်းမှာမူရစ်တန်တရားတရားခံကောင်းကို plus 8 internet နဲ့ဆုပ်နှိမ့်ဆက်ရင်မှအဲ့ဒီတရားခံဟာအသက်ရှူချက်သေးဆုံးသွားခဲ့တာပါ ဒါကြောင့်သူတို့ဟာတရားခံသေဆုံးမှုတဲ့ပြစ်ဒဏ်တွေတည်တည်ခံရပြီးတည်တည်ဆန်ဟာကနဦးသေးနဲ့ပြေးခံရပါတယ်။နောက်ပိုင်းတော့ပြစ်ဒဏ်တွေဝန်ခံတဲ့သေဆုံးသူလူသားစုတွေပေါ်ထောက်ပံ့မှုတွေလှုပ်ဆောင်ပေးမယ်ဆိုတဲ့အတွက်တသက်တကြုံပြစ်ဒဏ်ရှော့ချပေးခံရတာဖြစ်ပါတယ်။ဇိန်ကန်ကားလေးထဲလေးစီးတဲ့တဲ့ကြောင့်ဂျိုးဖာရာရီလို့ဒုစရိုက်လောကသားတွေနာမည်ပေးထားတဲ့တည်တည်ဆန်ဟာထောင်ထဲမှာအကျဉ်းသားဖြစ်တဖန်ပြန်လဲရောက်ရှိလာပြီးတော့တခြားကျင်းသားတွေရဲ့နှိမ့်ဆက်ရံပြုခံရမယ့်အရေးကိုသူဟာတွေးကြောက်ခဲ့ပါတယ် ဒါနဲ့အကြောက်လုံးလဲဆွေးရတော်ကပြဘာဒရီများလုံးလို့စေယောကအခြေအနေခံစားရပြီးစက်တိုက်စိတ်ကြစေဝါးတွေတုံးဆွဲနေရပြီးစီယံဝန်နဲ့တိုင်ပင်ခဲ့ရတာပါတီတီဇာတိတ်ဆုံးပြီးနောက်ထောင်ထဲကိုထိုင်းတရားဝန်ကြီးဌာနကြီးကရဲမှုချုပ်ကိုယ်တိုင်လာရောက်ပြီးမိသားစုဝင်တွေကိုထပ်တူစိတ်မကောင်းဘူးလို့ပြောတော့ပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်ကနေဒါနိုင်ငံဟာဘက်တော့မှအမေရိကန်ရဲ့အစိတ်ပိုင်းဖြစ်စီရဘူးလို့ရွေးကောက်ပွဲမှာအနိုင်ရရှိတဲ့ကနေဒါဝန်ကြီးချုပ်လော်ဝါကတိပြုပါတယ် ကနေဒါဟာဘဒေါ်မအမေရိကန်ရဲ့စိတ်ပိုင်းဖြစ်မလာရစေရဘူးလို့ပါတီတွင်းခေါင်းဆောင်ရွေးချယ်ပွဲမှာအနိုင်ရခဲ့ပြီးဝန်ကြီးချုပ်ဖြစ်လာတော့မယ့်အာနာယလစ်ဘရယ်ပါတီခေါင်းဆောင်မက်ကာနီကပြောပါတယ်။ကနေဒါအမေရိကန်ကိုဟော်ကီမှလည်းနိုင်ခဲ့သလိုကုံသွေးရေးမှလည်းအနိုင်ရရမယ်လို့မက်ကာနီကကြေညာပါတယ်။မလ9ရက်နေ့ကပါတီတွင်းခေါင်းဆောင်ရွေးပွဲမှာအသက်59နှစ်ရွယ်ရှိတဲ့မက်ကာနီဟာမဲ86ရာခိုင်နှုန်းအထိအပြတ်တနက်နိုင်ရခဲ့တာဖြစ်ပါတယ်။ ပါတီဝင်တသိန်းခွဲကျော်ရဲ့မဲနဲ့ပါတီခေါင်းဆောင်ရွေးတာဖြစ်ပြီးလက်ရှိအာဏာရပါတီဖြစ်တဲ့အတွက်ပါတီခေါင်းဆောင်ဟာဝန်ကြီးချုပ်လည်းဖြစ်လာမှာပါ။လက်ကန်နေဟာကနေဒါဘူဘန်ဥက္ကရာတာဝန်သာမကအင်္ဂလန်ဘူဘန်ဥက္ကရာဖြစ်ပါတာဝန်ထမ်းဆောင်မှုနဲ့ဗန်နာရေးပညာရှင်လည်းဖြစ်ပါတယ်။ကနေဒါပြည်တွင်းအိုင်ယာလန်သုံးနိုင်ငံသားခံယူထားသူလည်းဖြစ်ပါတယ်။ဆယ်စုနှစ်တခုနေပါဝန်ကြီးချုပ်တောင်းဝန်ယူခဲ့တဲ့ Justin Trudeau ပေါ်လူကြိုက်များမှုကြာဆင်းခဲ့သလိုမျိုးပေါင်းစုရပြိုကွဲသွားပြီးချိန်မှာ ဝန်ကြီးချုပ်ယာရုကရောပါတီခေါဆောင်ကပါဆင်းပြေမယ်လို့ဇန်နဝါရီလကလေးက Justin Trudeau ကကြေညာခဲ့တာပါ။ဒါကြောင့်သူမြန်မာဆက်ခံဖို့ပါတီတွင်းတန်ဘက်၃ရောက်ရှင်ပြန်ခဲ့ပါလေ။မက်ကန်လေးကဝန်ကြီးချုပ်ဖြစ်လာမှဖြစ်ပေမဲ့လွတ်တော်တွင်းမှာလူနည်းစုအစိုးရကိုဦးဆောင်ရမှာဖြစ်ပါလေ။ဒါကြောင့်မကြောက်ခင်ရွေးကောက်ပွဲစောခေါ်ပေးရမှာဖြစ်ပြီးအဲ့ဒီလိုမလုပ်ရင်အတိုက်ခံပါတီတွေကဒီလောက်ကောမှယုံကြည်မရှိဆိုတင်သွင်းပြီးဖြုတ်ချတာခံရမှာဖြစ်ပါလေ။ အာနာလစ်ဘရယ်ပါတီပေါ်လူထုထောက်ကမှုကြဆင်းနေလို့ကော်ဆာဘီတစ်တွေပဲယူကောက်ပွဲနိုင်မယ်လို့စစ်တမ်းတွေကဖော်ပြပါတယ်ဒါမဲ့ထရန့်ရဲ့ကွန်ဒိုရေးစပွဲနဲ့ကနေဒါကို50ခုမြောက်ပြင်းနဲ့တတ်မှတ်မယ်ဆိုတဲ့ချိန်ချောက်မှုကြောင့်လူမှုအမြင်တွေပြောင်းလဲလာပြီး Liberty ဘောလူမှုထောက်ခံမှုဟာပြန်အကောင်းလာတာဖြစ်ပါလေ။နောက်ထပ်သတင်းပို့ပြောချင်ပါလေ။တကယ်လို့သာ Starlink ဂျိုဒုစနဲ့ပိတ်လိုက်ရင် Ukraine ရဲ့ရှိတဲ့စစ်မှန်တာဟာပြိုလဲသွားလိမ့်မယ်လို့ Elon Musk ကပြောပါလေ။ စတားလင်ဂျိုဒုစနစ်ကယူကရိန်းစစ်တပ်အတွက်အလွန်ရေးပါပြီတကယ်လို့မိမိသားဒီဂျိုဒုစနစ်ကိုပိတ်ချလိုက်ရင်တော့ယူကရိန်းရဲ့စစ်တပ်စစ်မျက်နှာလှုပ်ရှားမှုတွေပြိုလဲသွားလိမ့်မယ်လို့ဘီလီယံနာတတိကြီးအီလွန်မတ်စ်ကပြောပါတယ်ယူကရိန်းနဲ့ပတ်သက်လို့တရားချင်းချမယ်လို့ပူတင်ကိုကျွန်တော်တိုက်ရိုက်ဆင်ခေါ်ခဲ့တာပါကျွန်တော်ရဲ့ Starlink စနစ်ကယူကရိန်းစစ်တပ်အတွက်ကြောယူဖြစ်ပါတယ်။တကယ်လို့သာအဲ့ဒါကိုကျွန်တော်ပိတ်လိုက်မယ်ဆိုပါစို့။သူတို့ရှေ့တဲ့ဆင်မနာတစ်ခုလုံးပြိုလဲသွားလိမ့်မယ်လို့ Elon Musk က social media platform မှာရှင်းပါတယ်။ ယူကရိန်းမလွဲဧကန်အရေးနိုင်မှာဖြစ်တဲ့မတိုးတာမဆုတ်တာအခြေအနေတစ်ခုမှာနှစ်ကာလအတန်ကြာတက်ဖြတ်သိဆုံးနေမှုပေါ့မိမိအနေနဲ့စိတ်မချမ်းမသာဖြစ်ရကြောင်းအီလိုမတ်စ်ကဆိုပါတယ်ကျွန်တော်အမြင်သဘောရတော့အခြေအနေပေါ့မန်တကယ်ကူးဆိုင်စဉ်းစားနားလည်တဲ့သူတိုင်းဟာဒီစပွဲကိုရက်တက်စေချင်မှာပါလို့ဆိုပါတယ်ဒါအပြင်ယူကရိန်းနိုင်ငံရဲ့ပတ်သက်ပြီးလွှမ်းမိုးမှုရှိတဲ့ထိတ်တဲလူချမ်းသာတထေးကြီးစေဖို့ပေါ့တန်ခတ်ပိတ်ဆို့မှုချမှတ်ဖို့အီလိုမတ်စ်ကတောင်းဆိုပြီး ဒါဆိုရင်စစ်ပွဲအဆုံးသတ်စီလိမ့်မယ်လို့ပြောပါတယ်။မိုနာကိုမှာခံရထဲဝါတဲ့အင်ဂျီတွေပိုင်ဆိုင်ထားသူတွေ ပါဝင်ယူကရိန်းရဲ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့နှွမ်းမှုမှုရှိတဲ့ထိတ်တဲလူချမ်းသာဆဲဦးကိုအရေးယူပိတ်ဆို့မှုတွေချမှတ်ပေးပါ။အဲ့ဒါဆိုဒီစစ်ပွဲကအချက်ချင်းရပ်တန့်သွားလိမ့်မယ်လို့ပြောပါတယ်။နောက်ကျရင်အမကန်ကျက်တွေဆက်ပေးဖို့မြေရှားသတ္ထုတွင်ထပစ္စည်းတွေနဲ့အပြန်အလှန်ပလည်မဲ့အင်ဖြူတော်သဘောတူညီချက်ကိုကီဘကလက်မခံရင်ယူကရိန်းသုံးနေတဲ့ကမ္ဘာလုံးဆိုင်ရာဂျိုလူကိုရစတာလဲတောဆွက်ခွင့်ဖြစ်တော့မယ်လို့ ရိုက်ကန်ကချင်းချောက်ထားကြောင်းပြီးခဲ့တဲ့လက key post ကပေါ်ပြခဲ့တာလည်းဖြစ်ပါလေနောက်ထပ်သတင်းမှပြောချင်ပါလေအတူတူရမ်းမြင့်မာတဲ့တရုတ်ချင်းငွေတွေကြောင်းအာဖရိကကျွေးမြင့်ချက်တဲ့ဟာပိုဆိုးလာတယ်ဆိုပါလေတရုတ်ဟာရန်လိုတဲ့မဟာဗျူဟာကျင့်သုံးမှုကြောင်းကမ္ဘာမှာတရုတ်ဩဇာချေထမှုနဲ့ပတ်သက်ပြီးအထင်မြင်လွယ်မှားမှုဖြစ်ပေါ်စေလေရှိပါတယ်တရုတ်ကိုစူပါပါဝါဖြစ်သက်မဲ့မဲ့စားအရေးပါတဲ့အင်းကြီးနိုင်ငံအများစုကရံပတ်ဖြစ်ရှုမြင်ပါတယ် တရုတ်ရဲ့ကမ္ဘာလုံးဆိုင်ရာဩဇာလွတ်မှုကိုတိုင်းနာဖို့အဖိုးတန်ချက်လက်ဟာအကြက်တဲနဲ့ပြိပခများအတွင်မဟာမိတ်ဖြစ်တရုတ်ကအမှန်တကယ်အားထားတဲ့နိုင်ငံအရေးအတွက်ဖြစ်ပါတယ်အဲ့ဒီရေတို့ကကြောက်စင်းလာနေပါလေနိုင်ငံနိုင်ငံမှာလွှဲပြီးတရုတ်ဟာသူ့ရဲ့ super power ရည်မှန်းချက်ကိုတားဆီးနိုင်တဲ့အရေးကြီးတဲ့နိုင်ငံတွေနဲ့ပြိပကဆက်ဖြစ်နေပါလေတရုတ်ရဲ့လိုရဲ့ကြောင့်ရပတ်တိုးလာပြီးမဟာမိတ်တွေဆုံးရှုံးနေပုံရပါလေ ဖွံ့ဖြိုးမှုနယ်ပါတဲ့နိုင်ငံတွေနဲ့ဖွံ့ဖြိုးဆက်ကမ္ဘာမှာရင်ဆိုင်နေရတဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစိန်ခေါ်မှုကိုအကူအညီပေးမဲ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တရုတ်ကိုတစ်ချိန်ကထင်ခဲ့ကြပေမဲ့တရုတ်ဟာအဲ့ဒီအရင်မြစ်တွေကိုအသုံးချပြီးအနောက်နိုင်ငံတွေရဲ့စီးပွားရေးအမှားကိုပြုလုပ်မှာမဟုတ်ကြောင်းပြောပါတယ်။အတိုးနှုန်းမြင့်မားတဲ့ချီးမွေတွေချီးပေးခဲ့ပါတယ်။ဒီအခြေခံအချက်တွေကြောင့်အာဖရိကနဲ့ခြားဖွံ့ဖြိုးဆက်မိဖက်တွေဟာတရုတ်ရဲ့ဆွဲဆောင်မှုရှိတဲ့ကမ်းလှမ်းချက်တွေကိုတော့အလင်းမြန်ရယူခဲ့ပါတယ်။ အခြေခံဆော့ကိုတိုးတက်ရေးအတွက်ဖွံ့ဖြိုးရေးချီးမြှင့်မှာဒီအင်ရှင်နိုင်ငံလှုပ်ဆောင်လို့တဲ့စီမံကိန်းကိုဦးစားပေးတဲ့ဖန်တော်ရေးပုံစံပြန်လည်ရေးဆွဲခြင်းအထိတရုတ်ရဲ့ချစ်ကြည်ရင်းနှီးမှုကနဦးပူပေါင်းဆောင်ရွက်မှုဟာအကျိုးကျေးဇူးတွေရရှိခဲ့ပုံပေါ်ပါတယ်။ဒါပေမဲ့တရုတ်နဲ့ပူပေါင်းမှုကလည်းသင်ခန်းစာများစွာရရှိခဲ့ပါတယ်။တရုတ်ရဲ့ BRI ဒီကမမြင်နိုင်တဲ့ကျွေးမိပမာဏဒေါ်လာ385ဘီလီယံခန့်ဟာစင်ရတဲ့နိုင်ငံတွေနဲ့အလဲလက်ဝငွေရှိတဲ့နိုင်ငံတွေကို ဝင်းဒိုးဝင်မှုဖြစ်စေခဲ့ပြီးပုံမှုပြီးတော့ဆိုးွားခဲ့ပါတယ်။အာဖရိကရဲ့တရုတ်နဲ့မိဘဆက်ဆံရေး NDA များမှာအာဖရိကမှာအစားပြုပြီးအတုံးနှုတ်မြင့်မာတဲ့ချင်းငွေတွေဟာမဖွံ့ဖြိုးသေးတဲ့ကမ္ဘာရဲ့စီးပွားရေးအခြေခံကိုရင်းရိုက်စေပါတယ်။အခြေခံအဆောင်ဆိုင်ရာစာချုပ်တွေနဲ့တရုတ်ကန်ထရိုက်တာတွေကတင်ပြတဲ့မှားရွင်းတဲ့ဝင်းငွေခံမှန်းချက်တွေအောက်မှာဖုံးကွယ်ထားတဲ့ကျွေးမီတွေဟာအရှင်နိုင်ငံတွေကိုကုန်ကျစရိတ်ကြီးမားစေပါတယ်။အတုံးနှုတ်မြင့်မာပြီးတင်းကျပ်တဲ့စာချုပ်တွေကြောင့်အခြေခံအဆောင်စီမံကိန်းအတွက် တရုတ်ချီငွေကျွေးမီစုပေါင်းလာပြီကျွေးမီပြည်ထနာကိုအာဖရိကဟာရင်ဆိုင်ခဲ့ရပါတယ်နှစ်ပေါင်းများစွာတရုတ်ကအာဖရိကနိုင်ငံတွေရဲ့ဖွံ့ဖြိုးရေးဆိုင်ရာစီမံကိန်းအတွက်ချီငွေတွေပေးခဲ့ပြီအန်ဂိုလာအီသီယိုးပီးယားကင်ညာဂျီဘူတီကင်မရွန်ဇမ်ဘီယာကွန်ဂိုပါဝင်တခြားအာဖရိကမိတ်ဖက်30ကျော်ကိုချီငွေတွေပေးခဲ့ပါတယ်မဟာမိတ်အထိဖြစ်စဉ်နိုင်တဲ့ဖွံ့ဖြိုးရေးဆိုင်ရာစီမံကိန်းတွေကြောင်းပြပြီး တရုတ်ကငွေကြေးမတည်ညီတဲ့နိုင်ငံတွေကိုစီးပွားရေးထောက်ပံ့ပေးကကူညီပေးတဲ့ဟန်ဆောင်ခဲ့ပါတယ်။ဇမ်ဘီယာ၊ကွန်ဂို၊အီသီယိုးပီးယားနဲ့ကင်ညာလိုနိုင်ငံတွေဟာတရုတ်ခွင်ပြုတူတဲ့ရေပန်တွေမှာအတိုးမြင့်ချင်းဝေတွေကြောင်းစီးပွားရေးအကျပ်တွေဆက်ခဲ့ပါတယ်။ဒေတာတွေမှာတရုတ်နဲ့အနီးကပ်ဆုံးမဟာမိတ်ဖြစ်ပြီးတရုတ်ပါကစ္စတန်စီးပွားရေးဆင်ခြင်ပုံစံနဲ့တရုတ်ရဲ့အကြီးဆုံးရင်းနှီးမြှုပ်နှံမှုတရှိရာဖြစ်တဲ့ပါကစ္စတန်မှာလည်းတရုတ်ကိုပြင်းထန်လာပါတယ်။လေးလာမှုရတရုတ်ဟာ အဲ့ဒီအခြေခံစောင့်နေတဲ့အချင်းငွေတွေကိုတရုတ်ဖွံ့ဖြိုးရေးဘဏ်တွေကတစဉ်ဗန်နာငွေထောက်ပံ့ပေးခဲ့ခြင်းဖြင့်ပါကစ္စတန်ရဲ့စုစုပေါင်းပြင်ပကြွေမျိုးပိုများစေပါတယ်။ဒါကြောင့်ပါကစ္စတန်ရဲ့ကုန်သွယ်မှုလုပ်ငန်းတွေဟာတရုတ်နဲ့ချို့ဆိုခဲ့တဲ့ CPEC စီးပွားရေးစင်ချံကအစာပြုပြီးကုန်သွယ်မှုလုပ်ငန်းတွေရမ်းများခဲ့ပါတယ်။အတွုံးလုံးမြင်ပါပြီးကိုယ်လင်းမြင်တော်မူရှိတဲ့စီကံချက်တွေပါကစ္စတန်ကျွေးမိတွေကိုပြန်ဆက်နိုင်စွမ်းနဲ့ တယောက်ပေါ်ကျွေးမိပြီးခုံမှုအန်ဒီရဲ့အကြောင်းစီမံကိန်းများပြားဟာတမတ်ရဲ့အတွက်မပြီးစီးနိုင်ဖြစ်ခဲ့ပါလေ။ဒါဟာတယောက်ကိုမိဘအဖြစ်မယုံကြည်နိုင်မှုရဲ့ဆန္ဒမူနာဖြစ်ပြီးပါကစ္စတန်ရဲ့တအားဝယ်ယူရေးသဘောတူညီချက်ပြန်လည်ညှိနှိုင်းဖို့တောင်းဆိုချက်ကိုတယောက်ကညှိစုခဲ့တဲ့အတွက်ပါကစ္စတန်ဟာပုံမှုရုံးကန်ခဲ့ရပါလေ။စီးပွားရေးကြောင့်ဆင်းကျေတဲ့အပြင်မဟာမိတ်တွေကြောင့်ဆက်ဆံရေးလည်းထိခိုက်စေပါလေ။ဒါဟာပါကစ္စတန်မှာရှိတဲ့ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုအလုံးပေါ်တက်ရောက်စေခဲ့ပါတယ်။စီးပွားရေးဆိုးရွားတဲ့ကြာရှုံးမှုဖြစ်ယူဆောင်စေခဲ့ပါဗကစ္စတန်ရဲ့နိုင်ငံရေးခြေနေမကောက်ဖို့ကိုတရုတ်ကအကဲမဖြတ်နိုင်ခြင်းကလည်းမဟာမိတ်နှစ်ဖက်လုံးအထင်အားစေခဲ့ပါတယ်။နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုတွေလက်ဆုပ်ချစ်ကြည်ရှင်နှီးမှုပုံစံနဲ့လှုပ်ဆောင်မှုမျှော်လင့်ခြင်းဟာလွှင့်မသွားပါလိမ့်။ဒါကြောင့်တရုတ်နဲ့ပူးပေါင်းဆောင်ရွက်ခြင်းဟာကမ္ဘာတဝန်းမှာရှိတဲ့တရုတ်ရဲ့မဟာမိတ်တွေကိုပိုပြီးနှစ်နာစေတယ်လို့သုံးသပ်ကြပါတယ်။ ကမ္ဘာတောင်ပချမ်းအတွင်းမှာအင်အားကောင်းတဲ့စူပါပါဝါနိုင်ငံအဖြစ်တရုတ်ကိုကြီးမားထားတဲ့ဖွံ့ဖြိုးဆဲကမ္ဘာအတွက်တော့တရုတ်နဲ့ပူးပေါင်းခြင်းဟာသူတို့နိုင်ငံကိုပို့ပြီးတော့စီးပွားရေးအရချွတ်ချုံကျသွားမယ်ဆိုတဲ့သင်ခန်းစာကိုပဲရှားရှိစေမယ်လို့ကမ္ဘာစီးပွားရေးပညာရှင်တွေကတော့ထောက်ပြတောင်းတခဲ့ပါလိမ့်။နောက်ထပ်သင်ဖို့ပြောချင်ပါလိမ့်။ American ပြည်တော်စု UTEP ပြည်နယ်ရဲ့ကျန်းတဲ့တဲကန်နေရာတဲမှာ barrier ကြောက်ဆိုတဲ့နေရာရှိတယ်ဗျာ။ အဲ့ဒီကြောင့်နေရန်ဒီပုံမှာလုံခဲ့တဲ့နှစ်ပေါင်းများစွာကရှေးခေတ်လူသားတွေရေးဆွဲခဲ့တဲ့ထူးဆန်းပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ပကြီးကားတွေတွေ့မြင်ရမှာဖြစ်ပါတယ်။ဒီပကြီးလက်ရာတွေကို Barrier Canyon Style လို့ခေါ်ပါတယ်။ရှေးဟောင်းအမေရိကတိုက်ရဲ့လှုပ်ဝက်ဆန်းကျင်မှုတွေကတခုပေါ့။ Barrier Canyon Style ပကြီးတွေရဲ့ထူးခြားချက်ကလူနဲ့စင်တူပေမဲ့မျိုးလုံးတွေကကြီးမာပြီးကောင်းမှအန်တနာလိုအချောင်းတွေပါရှိသလိုကိုခန္ဓာမှာလည်းအလားစင်ထားတဲ့ပုံတွေပါဝင်နေပါတယ်။ပြောရရင်တော့လူနဲ့မတူပဲဂျိုးသားတွေနဲ့တူတူအောင်ဖြစ်နေပါတယ်။ ခု ED လို့ဂျိုးသားတွေပေါ့တချို့ပုံတွေဆိုရင်လက်တွေချီတယ်မပွားတာမျိုးဒါမှမဟုတ်လက်သေးတွေချီတယ်တသိငငယ်လေးတွေတော့မှတွေ့ရပါတယ်ဒီပုံတွေမှာအများအပြားအနီရောင်တန်တတုထက်ပါဝင်တဲ့ရှော့ဈေးကိုတုံးပြီးရေးဆွဲထားတာပါအဲ့ဒီခေတ်ကလူတွေဟာကြည့်ရတာသူတို့ခင်မှာမြင်တွေ့ခဲ့ရတဲ့ပုံတွေကိုရေးဆွဲခန့်ဟန်ရှိတယ်လို့ပညာရှင်တွေကပြောပါမယ်ဒါတွေဟာဂျိုးသားတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါမှမဟုတ်အမျိုးမျိုးမဖော်ပြနိုင်တဲ့ တတိယဆန်နေလည်းဖြစ်ကောင်းဖြစ်နိုင်ပါလေဒီပကြီးကားရဲ့တက်တန်းကိုအတိအကျပြောဖို့ခပ်ပေမဲ့သမိုင်းပညာရှင်တွေနဲ့ရှင်းအောင်သူတင်စနာပညာရှင်တွေကတော့ခရစ်တော်မပေါ်မီနှစ်ပေါင်း2000ကနေငါခရစ်နှစ်900ဝန်းကျင်အတွင်းမှာရေးဆွဲခဲ့တာလို့ရေပုံရလက်ခံထားပါလေတချို့ပကြီးတွေဟာခရစ်တော်မပေါ်မီနှစ်ပေါင်း9000လောက်ထိတော့မှတက်တန်းရှိနိုင်ပါလေကမ္ဘာရှေ့ဦးစားကပကြီးကားတွေပါဘယ်လိုမျိုးစုတွေကဒီပကြီးတွေရေးဆွဲခဲ့လဲအတိအကျမသိရသေးပေမဲ့ဒီဒီတော့မှနေထိုင်တဲ့ရှင်ဟောင်း လူတွေရဲ့လက်ရာဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ဒီလူမျိုးစုတွေကမဲလိုက်တဲ့အသီးနှံရှောက်ွေးစုတောင်းမဲ့အတမိုးဝမ်းကြောင်းလုပ်မဲ့ယာတီလိုက်ရွှေပြောင်းနေထိုင်ကြပါတယ်။ဒီပကြီးတွေဘာလို့ဆိုလိုတယ်လဲဆိုတာတော့ခုချိန်ကြီးဘေးလိတဲ့ဘွယ်ဖြစ်နေတော့မှာလက်ဖျားတွေဂျန်နာရီတာတရဝါတွေဒါမှမဟုတ်ရှေးခေတ်လူတွေရဲ့စိတ်ကူးပုံဖော်မှုဖြစ်နိုင်တယ်ဆိုတဲ့အယူဆမျိုးစုံလည်းရှိပါတယ်။ဖြစ်နိုင်ခြင်းရှိတာဘာသာရေးဒါမှမဟုတ်ရိုးရာဒလိဆိုင်ရာအခမ်းအနားတွေမှာအသုံးပြုတဲ့ပုံတွေ ရှေးခေတ်လူတွေကိုးကွယ်တဲ့နတ်ဖျားတွေဒါမှမဟုတ်ဝိညာဉ်တွေရဲ့ပုံတွေအမဲလိုက်ချင်းဆိုင်ရာမှတ်တမ်းတွေဒါမှမဟုတ်မျိုးနွယ်စုတွေကအရေးကြီးတဲ့အဖြစ်အပျက်တွေကိုတည်ဥဖော်ထားတာလည်းဖြစ်နိုင်ပါတယ်ဘလို့ပဲဆိုပါစေဒီ barrier ကြောက်ကပကြီကားတွေဟာအတိတ်ကရှေးခေတ်လူသားတွေခြံထားရတဲ့အံ့ဩဖွယ်အမှုနှစ်တွေပါသူတို့ရဲ့ဒိဗ္ဗံအမှန်ကိုပြေဝနားလည်နိုင်ဖို့အခြေယူရအောင်မှဖြစ်ပါတယ် ဒီပကြီးတရားလူသားတွေရဲ့စေကူးဉဏ်နဲ့ဖန်တီးနိုင်စွမ်းကိုပြသနေတဲ့အခါမှာတည်တည်ဖြစ်တယ်ဆိုတာကတော့ငြင်းမရတဲ့အချက်ပဲဖြစ်ပါတယ်